နောက်တင်ကပြောသွားမယ့်အကြောင်းအရာကတော့ပွဲပြီးတဲ့ interview မှာပေါ့နော်တရားလဲပွဲပြီးတော့တဲ့အချိန်မှာ Joshua Pan ကတော့ဗာပြောတော့လဲဆိုရင်လက်ရှိ champion တော့ flyweight တိုင်းရဲ့ champion တော့ Alexander Pantoja ပေါ့နော်ဒီတယောက်ပါလက်ရှိ champion တော့ဒီတယောက်ပါ Brazilita ဖြစ်ပါတယ်အဲ့တော့ Joshua Pan စိန်ခေါ်ရလို့ကတော့ဒီတယောက်ပါဒီ ranking နှစ်နေရာမှာရှိတဲ့ Brandon Moreno လို့အမည်ရပါတယ် ဘရန်ဒန်မိုရဲနိုကမက္ဆီကန်ဖိုင်တာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အသက်ကလက်ရှိ32နှစ်ဂျော်ရှော့ဘန်ကလည်းသူ့ကိုစိန်ခေါ်တဲ့အကြောင်းရင်းပေါ့နော်အခုလာမဲ့စက်တင်ဘာလမှာသူတို့ဂျော်ရှော့ဘန်တို့နေထိုင်တဲ့ Texas ပြည်နယ်မှာ UFC ပွဲလာကျင်းပဖို့ရှိတယ်အဲ့တော့အဲ့ဒီပွဲမှာဂျော်ရှော့ဘန်ကတော့ဒီ Mexican fighter ကြီး Brandon Moreno နဲ့ကစားချင်တယ်ဆိုပြီးတော့သူက လုံးဝ respect အပြည့်နဲ့ပေါ့နော်စိန်ခေါ်လိုက်တာဖြစ်ပါတယ်အဲ့တော့တချို့ကလည်းပြောမှာပေါ့ကျော်ချော်ပန်ကအခုမှကျွန်တော်တက်တဆလူငယ်ဖိုင်တာအသက်23နှစ်ပဲရှိသေးတယ်ဒီပန်တို့ကြောင့်အသက် sorry ဒီ Brandon Brandon Moreno အသက်32နှစ်ရှိတဲ့ champion ဟောင်းကိုတော့စိန်ခေါ်လဲဆိုပြီးတော့တချို့ကလည်းဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပါအဲ့ဒါကတော့ USC ဘက်က decision ချပါလိမ့်မယ် Brandon Moreno ကိုတော့ လွယ်တော့မလွယ်ဘူးလို့ပေါ့ဗျာ။ဘာဆိုရင်အရင်ကြတဲ့ fighter တွေမှတော့မပါသေးဘူး။အခုမှအသက်က30နှစ်ပဲရှိသေးတယ်။ပြီးတော့သူကစားခဲ့တဲ့ပွဲတွေအားလည်းဒီ champion လူပွဲပေါ့နော်။ရိုးရိုးပွဲနဲ့ champion လူပွဲကလုံးဝကိုကွာခြားပါလေဗျာ။ champion ကပတ်ကာပွဲပွဲတွေ champion လူပွဲတွေစုစုပေါင်း17ပွဲအထိထိုးတက်ခဲ့တာပါ။အဲ့တော့ Brandon Moreno ရဲ့ record ပိုင်းကိုကြည့်မယ်ဆိုရင် champion ပွဲကြီးပဲထိုးတက်ခဲ့တဲ့ပုံစံမျိုးဖြစ်နေပါလေ။ တကယ်ကိုမလွယ်ဘူးတဲ့ fighter ကျော်ရှော့ပန်ကတော့ဒီအရင်က Fury FC မှာပဲ champion စင်ကာပူထုံးခုတာဖြစ်ပါတယ်ဂျန်တဲ့ပွဲတွေကတော့၃ချီပွဲပေါ့နော်အာ Brandon Moreno ကတော့အဲ့လိုမဟုတ်ဘူး၅ချီပွဲကို17ပွဲအထိတောင်ထိုးတက်ထားတာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့ record ဘိုင်းကိုကြည့်မယ်ဆိုရင်လည်း33ပွဲတော့မှနိုင်ပွဲရထားတယ်တကယ်ကိုမလွယ်ဘူးတဲ့ fighter အဲ့ထက်ထူးခြားတဲ့အကြောင်းအရာကတော့မလဲဆိုရင်သူချန်ပီယံကပတ်၅ချိန်တိတိရရှိထားတာဖြစ်ပါတယ်။အဲ့တော့ဒီ UFC မှာတော့ဒီ Flying Weight Champion ကိုကြားဖြတ် Champion လည်းရတယ်ပြီးရင် Champion ကပတ်လုံးဝ Champion အဆက်ပေါ့နော်ဒီ Champion ကပတ်ကိုလည်းရရှိတာဖြစ်ပါတယ်ပြီးတော့အရင်သူကစားခဲ့တဲ့ WFF Promotion မှာလည်းရတယ်ပြီးတော့ LFA Promotion မှာလည်းရတယ်အဲ့တော့မတူညီတဲ့ Promotion ၃ခုမှာသူက Champion ဖြစ်ခဲ့တာပါတကယ်ကို မလွယ်ဘူးတဲ့ fighter ပါအဲ့တော့အဲ့လိုမျိုးမတူညီတဲ့ promotion တောင်းခုဆိုရင်ကျွန်တော်တို့ဒီ South African fighter ကြီးပေါ့နော်လက်ရှိ middleweight champion Dragon Duplessis သူလည်းအတိုင်းပဲ Dragon Duplessis လည်းမတူညီတဲ့ promotion တောင်းခုမှာ champion ဖြစ်ခဲ့တာဖြစ်ပါတယ်တကယ်ကိုကျန်းတဲ့ fighter champion အောင်းလေးပေါ့နော်လုံးဝ short တွက်လို့မရတဲ့ fighter လေးပေါ့အဲ့လိုမျိုးဒေးဒေးဂျင်ဖိုင်တာကတော့ကျော်ရှုပ်ပန်းလည်းတွားဆင်ခေါ်ထားပါတယ် အာခံမရမှာဆိုရင်တော့လုံးဝလုံးဝမလွယ်ပါဘူးဒါပေမဲ့ Brandon Moreno ကလည်းနောက်ဆုံးနှစ်ပွဲမှာလည်းပြန်နိုင်ထားပြီဒီတစ်ပွဲအနိုင်ရမယ်ဆိုတော့သူဒီ Alexander Pantoja ရဲ့ချန်ပီယံကပတ်ပေါ့နော်အာသူ့ရဲ့ကပတ်ကိုပြန်လဲစေကုန်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်လက်ရှိက Brandon Moreno က ranking 1မှာ Joshua Ban ရော ranking 73မှာ ဲ့တော့ကျွန်တော်တော့ဖြစ်နိုင်တော့မကစားစီရှင်သေးပဲအဲ့ဒါကျွန်တော်ရစိတ်ပေါ့နော်ကျွန်တော်စိတ်ရင်အမှန်ကျွန်တော်တော့ဒီ Brandon Moreno နဲ့မကစားချင်းမကစားစီရှင်ပေးဘူးနောက်ထပ်1 2 10ရင်းဝင်တဲ့ fighter တယောက်ယောက်နဲ့ပေါ့နော်အဲ့လိုမျိုး fighter တွေပဲအရင်ထူးတက်စေချင်ပါလေကိုင်နဲ့ထူးရင်ထူးပေါ့နော်ကိုင်ကဒီ Japan fighter Japan fighter နဲ့ထူးရင်ထူးအဲ့လိုမျိုးတကယ် လူငယ်ဖိုင်တာတွေ1 to 10လေယာမှာဝင်နေတဲ့လူငယ်ဖိုင်တာတွေနဲ့ပဲအရင်ကစားစိတ်ချက်ပါတယ်။အဲ့တော့ကျွန်တော်ရစိတ်ပေါ့နော်။အဲ့တော့အခုကြည့်ရှုနေတဲ့ညီကိုလည်းချက်ပြောပြပေးကြပါ။ဘသူနဲ့ယင်ပွဲထိုးစေခြင်းလေးပေါ့နော်။အဲ့ဒီအကြောင်းအရာချက်ပြောပြပေးကြပါ။ Brandon Moreno ကကြအပိုင်းရောက်တယ်လို့ကျွန်တော်ပြောလို့မရသေးတော့ဘူးနော်။ခုနပြောခဲ့တဲ့အတိုင်းပဲသူကလုံးဝအကြအပိုင်းမရောက်သေးပါဘူး။ပြီးတော့ဝိုင်းဖိုင်တာဖြစ်နေပါလေ။ Joshua Bentek ကိုအရင်ကြီး လုံးဝအသာစီးပုံပဲဖြစ်နေပါတယ်အဲ့ဒါကြောင့်ပြောတာ Okay နောက်ထပ်အကြောင်းအရာပြောတော့ပါလေဆိုရင်ဒီအရာလေးပေါ့ဒီမှာဒီ fighter ကိုတချို့ညီကိုတွေကတော့တိမှာပါတချို့ကတော့မတိနိုင်ဘူးပေါ့နော်ဝမ်ချင်ပဲချက်ကဒီညချိန်ရလာမယ်အဲ့တော့ဒီ unit အနန်းလို့ခေါ်ပါတွေ့ရနာမယ် unit အနန်းကျွန်တော်တို့အားလုံးတည်တဲ့ပန်ထန်ဝိတ်တန်ရဲ့လက်ရှိကြားဖြတ်ချက်ပဲနာဘီအနန်ရဲ့ညီညီအရင် နာပြီးအနိုင်ရညင်ခြင်းနောက်သူ့ပုံပြန်ပြောင်းလို့ဆိုတဲ့အောင်တကယ်ကို channel ဖိုင်သူက WBC မွေထိုင်းချန်ပီယံမှာအသက်16နှစ်မှာချန်ပီယံဖြစ်ခဲ့တာပါတကယ်ကိုအသက်အငယ်ဆုံးချန်ပီယံလို့ပြောလို့ရပါတယ်လက်ရှိသူ့ရဲ့အသက်ကတော့အာဒီနေ့ထွန်းမှာတော့ဒီရော18နှစ်တည်းရောက်နေပြီ18နှစ်ပေါ့နော်အသက်က18နှစ် ပြီးတော့အဓိကအပြောအများဆုံးကတော့ပါလဲဆိုရင်သူ့ရဲ့အရက်ပေါ့နော်ဒီနာပီးကတော့သူ့ရဲ့အရက်ကတော့6ပင်ထဲမှာ3သူ့ရဲ့ညီက9ပင်ထဲမှာ7လမှ၄ပါရှိပါတယ်9ပဲ9ကျော်ပေါ့နော်9ပဲ9ကျော်ဆိုတော့9ပဲ7လမှတိကျွန်တော်ပြောလို့ရပါတယ်တနည်းတနည်းပို့ပြီးတော့သူ့အကူလိုပဲအရက်တွေကပို့ပြီးတော့ရှည်နေအရက်တွေပို့ပြီးတော့ထွာလာနေအောင်ချက်ပါတယ်နော်အဲ့တော့လက်ရှိသူကစားမဲ့ဒီ weight down ကတော့125ပေါင် straw weight down ပေါ့ straw weight down မှာတော့အောက်မှာတော့ဒီမရှိတော့ဘူးပေါ့နော်အာ main clay တွေရဲ့ weight down အထံ weight down တွေပဲရှိပါတော့အဲ့တော့ဒီအမျိုးသားတွေပေါ့နော်နောက်တစ်ခါတော့အမျိုးသားတွေရဲ့ weight down 125ပေါင်အဲ့ဒါက straw weight down ပါပါအဲ့တော့ straw weight down မှာကစားနိုင်တဲ့သူရဲ့ weight က straw weight down မှာရှိတယ်အရက်ကတော့9ပြင်းမှာ10လမတိရှိတယ် ဒီအချက်ကလုံးဝလုံးဝပြဿနာပဲလုံးဝကြီးမားတဲ့ပြဿနာအဲ့ဒါပဲဒီမှာလက်ရှိချန်ပီယံ strawweight တန်ရလက်ရှိချန်ပီယံကိုညီကိုတို့တည်ပါပါဒီ Britain Chai ပေါ့နော် Time Fighter Britain Chai ကသူ့ရဲ့အရက်က9ပြင်းနဲ့မှ9လက်မှပဲရှိတာပါအဲ့တော့9ပြင်း9ပဲရှိတယ်ဒီနာဘီရဲ့ညီကဒီ unit အနံက9ပြင်းနဲ့မှရှစ်လက်မှအနည်းပါးတင်ရှိပါတယ်တကယ်ကိုပြဿနာတော့ တွေ့ကြီးကြီးတွေ့တယ်။နာဗီလိုပဲနာဗီလည်းဒီဗန်ထံဝိတ်တန်မှာတကယ်ကိုဒုက္ခပေးနေပါတော့။ချောက်ပေနေမှာ၃လမထိရှိတော့အဒီအချောင်းသူ့ရဲ့ပြင်ပတ်တွေကိုတော်တော်လေးကိုဒုက္ခပေးနေ။ပြီးတော့နာဗီကဒီ flying weight တန်ထိဆင်းထိုးမယ်ဆိုပြီးတော့လည်းတစ်ခါပြောသေးတယ်ပါတယ်နော်။အဲ့တော့နာဗီက flying weight တန်နဲ့ဆင်းလို့ရတယ်။သူ့သူ့ရဲ့ငင်ရလည်းသူ့တင်းနဲ့အတွင်းမှာတော့အာ throw weight တန်မှာထိုးလို့ရမယ်။နောက်ထပ်တနည်းနှန်းနှန်းလောက်ခြိုင်တော့သူလည်း flying weight တန်တင်း အာ rock tan လို့ထိုးတဲ့ flyweight တန်းကိုတက်လာနိုင်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီချိန်မှာတော့မြန်မာ fighter တွေနဲ့လည်းတွေ့ရနိုင်ချင်ရှိပါတယ်လက်ရှိမြန်မာ fighter တွေကတော့ flyweight တန်းကတော့အာအငယ်ဆုံးပေါ့နော် weight တန်းအငယ်ဆုံး flyweight အော် strawweight တန်းမှာထိုးတက်နေတယ်တော့မတွေ့တယ်မြန်မာ fighter တွေမရှိသေးဘူးပေါ့အဲ့တော့နောက်ပြီးရင်ညီကတော့နောက်နေမှာပဲမြန်မာ fighter တွေနဲ့တွေ့ရနိုင်ချင်ရှိပါတယ်တကယ်ကိုစွမ်းဆောင်ရင်ကောင်းပြတ်တာထားတဲ့ fighter ပါလက်ရှိတော့မှ အာသူ့ရဲ့ record က42မှာ8ပွဲထိနိုင်ထားပါတယ်အဲ့မှာ4ပွဲ sorry 5ပွဲပဲရှုံးထားသေးတယ်အဲ့တော့တကယ် record ကောင်းလို့ကျွန်တော်ပြောလို့ရပါတယ်48ပွဲနော်နေတာရင်ဟိုနိုင်ပွဲ48ပွဲအသက်ကအဆက်ခွန်လို့ရှိနေတယ်48ပွဲတည်းအာ WS promotion မှာလည်းလက်ရှိအချိန်မှာတကယ်ပေါ့အာ lesson ပြနေတဲ့ fighter လက်တီထိုးချက်လုံးအသက်ရတယ်ပြီးတော့အမြင့်ငန်ချက်လုံးဝကောင်းတယ် unit အနန်းလို့ခေါ်ပါတယ် နော်အဲ့တော့သူ့ရဲ့ပွဲကတော့လာမယ့်ဂျွန်လ28ရက်နေ့မှာကျွန်တော်တို့အထူးတပါအဆောင်ကြည့်တော့မှာဖြစ်ပါတယ်ဝါးမဝါတကယ်ကိုပွဲချမ်းပြီပေါ့နော်တကယ်ကိုချမ်းပြီဗျာပွဲကတော့ရှယ်လှပဲဟုတ်ပြီအဲ့တော့ကျွန်တော်တို့အာနောက်ဆုံး update တစ်သိန်းနေပေါ့အဲ့တော့ဒီတစ်ပတ်ကဒီတစ်ပတ်တောက်ကြံရပါတော့နော်ဒီတစ်ပတ်တောက်ကြံရမှာကကျွန်တော်တို့မြန်မာ fighter 3ယောက်ရဲ့ပွဲစဉ် ကျွန်တော်ကြည့်ရမှာဖြစ်တယ်ပထမတစ်ယောက်တော့ဆောမင်းမင်းဆောမင်းမင်းကတော့ဒီ Australian fighter နဲ့တွေ့ရမှာဖြစ်ပါတယ် Australian fighter ကလည်းဒီဝမ်ချန်ချင်မှာပွဲအတွေ့အကြုံတော်တော်များတယ်ဒါပေမဲ့ရှုံးပွဲလည်းအများကြီးကြုံပါတယ် record ပိုင်းတော့အရင်ကြီးမကောင်းဘူးနော် OC fighter နဲ့တွေ့ရမှာဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ Motor အောင် Motor အောင်ရဲ့ပွဲကတော့ကျွန်တော်တို့အလုံးတည်ပြီးတာ section ရဲ့ညီတွေ့ရမှာဖြစ်ပါတယ်နော် component ဟုတ်တယ် component နဲ့တွေ့ရမှာအဲတော့ twin tank twin tank ကလည်း အဲသူ့ရဲ့ပြိုင်ဘက်ကအရင်ကြီးကောင်းတဲ့ဖိုင်တာတော့မဟုတ်ဘူး twin tap ကဒီ multi fighter တယောက်နဲ့တွေ့မယ် multi fighter အဲ့ဒီ multi fighter အရင်ကြီး record ပိုင်းရတော့အရင်ကြီးကောင်းတာထင်မှာတော့မပါသေးဘူးနော်အဲ့တော့သူတို့နှစ်ယောက်ရဲ့အပွဲကိုဒီတစ်ပတ်ကျွန်တော်တောက်ကြရမှာအတူတကွာပြန်နေကြည့်ရှုရမှာဖြစ်ပါတယ်ဒီအကြောင်းအရာကိုကျွန်တော် YouTube channel မှာလည်းအသေးစိတ်အဲသူတို့နှစ်ယောက်သူတို့သုံးယောက်ရဲ့ပြိုင်ဘက်အကြောင်းကိုပေါ့နော်ပြိုင်ဘက်အကြောင်းကိုကျွန်တော် YouTube channel မှာတော့အသေးစိတ်ရှင်းပြ ပေးပြီးတော့ဖြစ်ပါတယ် YouTube channel မှာတော့ရောက် share လို့ရမှာဖြစ်ပါနော် YouTube channel က World Code နိုင်မှာညီကိုတို့တော့ရောက် share လို့ရမှာဖြစ်ပါတယ်အချက်ပြပေးပါမယ်နော် YouTube channel YouTube channel တစ်ချက်ပြပေးပါမယ် YouTube channel ကနော်လေးပါ။ဟောကနပြောခဲ့တဲ့အကြောင်းအရာတွေကို တည်ပါမှာခင်ဗျ YouTube channel နော် Welcome နိုင် Welcome နိုင်ဆိုတဲ့ YouTube channel မှာညီကိုလေးတာရောက်ကြည့်ရှုလို့ရမှာဖြစ်ပါတယ်ဒီပါလုံးဝ update တဲ့တင်းနဲ့ကျွန်တော်တင်ထားပေးရဖြစ်ပါတယ်နော် Okay အားစင်တခြားအကြောင်းအရာရောရှိသေးတယ်တောင်းရဲ့အာညီကိုလေးအချက်တောင်းမှခေကြပါဦးနော်ညီကိုလေးမေးချင်တာရင်လည်းမေးလို့ရပါတယ်နော် နေတဲ့လူတွေမရှိသေးဘူးဖြစ်နေတယ်။မရှိတဲ့လူတွေမရှိသေးဘူးဖြစ်နေပါလေ။ Okay okay မင်္ဂလာပါ။အခုမှဝင်လာတဲ့လူတွေရှိတယ်။ဟာလူပေါင်းမနေပါလားကြီးရှုနေတဲ့လူတွေ။များတော့တော်များ Okay, အဲ့ဆိုရင်ဒီနေ့ကတော့အဲ့လိုပဲဗျာ။ ဒီအတိတ်ကတော့နာဘီရဲ့အကြောင်းပေါ့နော်နာဘီရဲ့အကြောင်းပြီးတော့ဂျက်ရှော့ဘန်စိန်ခေါ်လာတဲ့အကြောင်းမြန်မာအလံပေါ့နော်မြန်မာအလံပွဲဝင်တဲ့အချိန်မှာလည်းမြန်မာအလံချုံပြီးဝင်လာတာပေါ့နော်ဒီပရိတ်သတ်တွေလည်း lesson note ဆက်ခဲ့တာဖြစ်ပါတယ်ဒီနေ့ဂျော့ရှော့ဘန်လုံးဝလှတယ်နော်လက်ဒီထိုးချက်ရတာလုံးဝမှောက်တယ်ဒီတယောက်တွေးရင်းထည့်ရပြန်ကြတာဒီတယောက်ပါ prepare လို့အမြင်ရပါတယ် ကျွန်တော်ဒီတစ်ပတ်တောင်းချင်ရမှာပေါ့ကျွန်တော်မြန်မာ fighter တော့ဦးရဲ့ဝဲစဉ်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာဝဲစဉ်လေးမှာစုံမင်းရဲ့ပွဲဝဲစဉ်လေးမှာစုံမင်းကအသက်24နှစ်ပဲရှိသေးတယ်ကျွန်တော်2018 2019လောက်ပါပေါ့နော်ဒီမြန်မာပြည်မှာ ့1 championship မှာထိုးတက်ပြီးတော့ fighter ဖြစ်ပါတယ်အဲ့တော့တချို့ညီကိုရီးယားတော့အာ2018ဆိုရင်အရင်ကြီးအသက်ငယ်တွေကြောင့်တော့မသိဘူးပေါ့နော်တချို့ကပြောတာပေါ့တချို့ကတော့မသိဘူးပေါ့ဆိုပေမဲ့အခုမှ1 championship ထိုးတယ်လို့ထင်နေကြတဲ့ fighter ညီကိုရီးလည်းရှိပါတယ်အဲ့လိုမျိုး fighter မဟုတ်ပါဘူးဆိုပေမဲ့ကအရင်ကတည်းက2018 18ကတည်းကကိုအောင်လရန်ကုန်မှာပွဲထိုးနေတဲ့အချိန်ကတည်းကနေဒီ MMA ပွဲစဉ်တွေပေါ့နော်ဒဝိဖိုင်တာအချင်းချင်းထိုးတဲ့ MMA fight MMA ပွဲစဉ်တွေမှာကစားပြီးတာဖြစ်ပါတယ် အဲ့တော့စောမင်းမင်းတောင်မှာဝမ်ချမ်ပီယံရှစ်ပြန်ရောက်လာပြီအဲ့ဆိုရင်ကျွန်တော်တို့ရဲ့မွန်ဖိုင်တာကြီးပုံများဆိုင်လဲပြန်ရောက်လာမလားဆိုတော့ကျွန်တော်တို့အရင်ခုံနေပါတယ်လုံးဝစိတ်ဝင်စားတဲ့အခြေအနေပေါ့နော်ကျွန်တော်စောင့်ကြည့်နေတယ်ပုံများဆိုင်လဲသူဘာလို့ဆိုရင်အရင်ကတည်းကသူ ချိန်ရဟလာရှိတယ်ပုံရဆိုင်နောက်ထပ်ပွဲကောင်းတွေလာတော့မယ်ဆိုပြီးချိန်ရဟလာရှိတယ်အဲ့တော့ UFC မဟုတ်ရင်ဝမ်းချမ်းပဲရှိတော့ပြန်လာနိုင်ကြရှိတော့ကျွန်တော်မြင်ပါတယ်အာလွယ်တော့မလွယ်ဘူးပေါ့နော်တို့ဘက်ကနေညနေဆရာကြီးအများကြီးရှိပါသေးတယ်အဲ့တော့တကယ်လို့ဝမ်းချမ်းပဲရောက်လာရင်လည်းကျွန်တော်အားပေးရမှာဖြစ်တယ် UFC ဆိုတော့ပို့တော့အဆင်ပြေတာပေါ့ပို့တော့ကောင်းတာပေါ့နော်အဲ့တော့ UFC ရောက်တော့မြန်မာဖိုင်တာနှစ်ယောက်တည်းဖြစ်မှာပေါ့အဲ့တော့အာစောမင်းမင်းတို့ပြန်ရောက်လာပြီအဲကျွန်တော်တို့ရဲ့ ပုံများဆိုင်ပဲကျွန်တော်စောင့်နေတော့နေကြမှာဖြစ်ပါတယ်เนาะအဲ့တော့ချောမှာကမထအောင်ဝယ်စင်ချောင်းနော်ဝယ်စင်ချောင်းဒါမှဝယ်စင်စက်တက်မှာဝယ်စင်စက်တက်မှာကရစ်ဖက်နဲ့ကျွန်တော်တွင်းနေထည့်ရပွဲကဝယ်စင်စက်တက်မှာဒုတိယကောင်ပွဲမှာဖြစ်ပါတယ်เนาะโอเคအဲ့ဆိုရင်တင်ရတော့ပါဗျာအားလုံးကျေးဇူးတင်ပါတယ်